ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နေလဲ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့လုံးပိန်20ကိုပြန်လည်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာလုံးပိန်20ကတော့ကျွန်တော်တို့သုံးမျိုးပြပေးသွားမယ်ပေါ့နော်လုံးပိန်20နဲ့ကျွန်တော်တို့တစ်ခွက်ရတာလေးကိုပြန်လည်ပြတော့မှာဖြစ်တယ်ပေါ့နော်โอเคကျွန်တော်တို့ဒီလုံးပိန်20နံပါတ် A လို့ပြလိုက်မယ်ပေါ့နော်နံပါတ် A ရဲ့ဒီဘက်မှာတော့နံပါတ် B ရဲ့ ပြီးရင် C ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်ဒီလုံးပိုင်တွေ့ဒီနံပါတ် A မှာကျွန်တော်တင်းလုံးပိုင်ဖြစ်ပါတယ်တင်းလုံးပိုင်မှာ၃ည၄တက်ကအပိတ်ဖြစ်ပါတယ်ခင်ဗျာတက်ဒီအပိတ်၃ည၄တက်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဒီမှာ၆လုံးပိုင်၈၆ခွန်း၆အလေပေါ့နော်၆အ6လုံးပိုင်မှာ6တုံများ6 6အပူပေါ့နော်ပြီးရင်တော့ဒီမှာလည်း ွယ်နည်းနှစ်ခုစလုံးမှာနေနေအပူဖြစ်ပါတယ်။နေ့တစ်လုံး၆ရောင်နေပါတော့။ပြီးရင်၆ရက်၅ရက်၆ရောင်၅ဖြစ်ပါတယ်။ Okay နောက်ထပ်တစ်ပိမှာ၆နှစ်ဖြစ်ပါတယ်။၆ရက်ရက်နေ့ရက်လုံးပိမှာဆိုရင်၉ရက်နေ့ဖြစ်ပါတယ်။ဒီမှာတော့လုံးပိုင်23မျိုးဖြစ်သွားတယ်ပေါ့နော်။၃ညလဲလေးဖြစ်ပါတယ်။ခြားပြီးတော့တာလေ၃ညလဲလေးဖြစ်ပါတယ်ခင်ဗျာ။ပြီးရင်တော့23မျိုးစလုံးမှာနေ့တ တဲ့လုံပိုင်ဖြစ်ပါတယ်။နိနိတဲ့ခြာပြီးသွားတယ်ပေါ့နော်။နိနိတဲ့ဖြစ်ပါတယ်။ပြီးရင်ရှင်းဒိသိရတယ်ပေါ့နော်။ရှင်းလေးတုံးဖြစ်ပါတယ်ခင်ဗျာ။ Okay ရှင်း6 3ပေါ့နော်။ရှင်းလုံပိုင်ရန်ရှောင်းလုံပိုင်ရန်တုံးလုံးပိုင်ရန်မှာရှင်းလျှောက်တုံးတဲ့ဖြစ်ပါတယ်။ပြီးရင်တုံညာလုံပိုင်ကိုလုံးပိန်မှာနှစ်တုံညာကိုပေါ့နော်ပြီးရင်ခုနှစ်လုံးပိန်ကိုလုံးပိန်ကိုလုံးပိန်မှာခွန်ခွန်ကိုဖြစ်ပါတယ် ြီးရင်ခွန်လုံးပိန်ဒုံညာလုံးပိန်ဒုံညာလုံးပိန်မှာခွန်ဒုံညာဒုံညာဒေဖြစ်ပါတယ်။ဒုံလုံးပိန်ခုနှစ်လုံးပိန်မှာဆိုရင်ဒုံခွန်ခွန်ဖြစ်ပါတယ်။ပြီးရင်တော့ဒီမှာကိုလုံးပိန်လေးလုံးပိန်မှာဆိုရင်ရှစ်ကိုလေးဖြစ်ပါတယ်။ပြီးရင်တော့ဒီမှာ၆လုံးပိန်ရ၃လုံးပိန်ရဖြစ်ပါတယ်။၅၆၃လေးပိန်နေရပါတော့။ ရှင်းလုံးပိန်ရဲ့ခုနှစ်လုံးပိန်ရဲ့ဖြစ်ပါတယ်။ရှောက်ရှိခွန်ရှင်းရခွန်ရဲ့၄ပိန်ပေါ့နော်။နှစ်လုံးပိန်၃မျိုးဖြစ်ပါတယ်။နှစ်နှစ်ခွန်ဖြစ်ပါတယ်ခင်ဗျာ။ Okay ကျွန်တော်ဆက်ပြီးတော့ဒီဘက်ကိုလေ့လာကြည့်အောင်ပေါ့နော်။နှစ်နှစ်ခွန်ပြီးတော့၃ရှစ်ရှစ်ဖြစ်ပါတယ်။အဲ့ဒီမှာဆိုရင်20နံပါတ် A ဒါ B C ပေါ့နော်။ A B C မှာဆိုရင် A ကကျွန်တော်၃လုံးပိန်ဖြစ်ပါတယ်။ B ကလည်း၃လုံးပိုင်း C ကတော့၈လုံးပိုင်း386ဖြစ်ပါတယ်။ပြီးရင်ဒီမှာတော့23မျိုးစလုံးမှာ9လုံးပိုင်းရတယ်ပေါ့နော်။339ဖြစ်ပါတယ်။3လုံးပိုင်း5လုံးပိုင်း2လုံးပိုင်းမှာ3 9နဲ့တဲဖြစ်ပါတယ်ခင်ဗျာ။ပြီးခဲ့တဲ့ဘာကျွန်တော်တော့3 9ဒီဖြစ်ပါလေပေါ့နော်3 9တိလုံးပိုင်းမှာဆိုရင်ကျွန်တော်က20တမျိုးကိုပဲပြပေးထားတယ်ပေါ့နော်ဒီ3 9ကို မကြိမ်ဘူးပေါ့နော်ဒီမှာတေလုံးပိန်ကိုပြီးခဲ့တဲ့တစ်ပတ်မှာကျွန်တော်ပြပေးထားတာဖြစ်ပါတယ်တေလုံးပိန်ကြိုက်တဲ့အတွက်ကြောင့်မို့3တစ်ကိုကျွန်တော်ကတနည်း3မျိုးစလုံးမှာဒီတစ်တစ်မျိုးကိုပဲပြလိုက်တာဖြစ်ပါတယ်ဒီတစ်လုံးပိန်ပြသွားခဲ့တယ်ပေါ့နော်3ရင်5ရင်ကတော့ OK ပြီးတော့ကျွန်တော်ပြလိုက်တဲ့တစ်လုံးပိန်ကတော့ကျေတာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော် ဒီတနည်းနံပါတ် A ကိုအင်းဆုံးလေ့လာကြည့်အောင်လားခင်ဗျာကျွန်တော်အစားအနေတော့မပြတော့ဘူးပေါ့နော်ဒီ၃ပင်လောက်ပဲပြပြီးတော့မှာဖြစ်ပါတယ်၃၈၈၁၀ပင်ကနေလေ့လာကြည့်အောင်ပါနော်နည်းနဲ့၈ပေါင်း၁၀သုံးနာချိန်ပေါင်းရှင်း၆ဖြစ်ပါတယ်၆နဲ့၄ပေါင်းရှင်း၁၀၆၇နာရီ၄၀နဲ့၂ကိုနှစ်ပဲရေးပါဖြစ်ပါတယ်ပြီးရင်ဒီမှာ၄တချိန်ပေါ့နော်၆က၃ချိန်ဆိုတဲ့အတွက်၁၈ရှင်းနဲ့၄ပေါင်းရှင်း၃ညာဖြစ်ပါတယ်ခင်ဗျာ โอเคนะส่วน6เนี่ย2ปองชิ้นที่กู6เนี่ย2ปองชิ้นชิ้นเนี่ย3ปองกูဒါကြောင့်မို့အဲ့ဒီမှာကိုလုံးပိုင်ဖြစ်ပါတယ်။၃တုံညာကိုဆိုတဲ့အတွက်အဲ့ဒီကိုလုံးပိုင်အပိတ်နေရာကဖြစ်ပါတယ်ခင်ဗျာ။ကိုလုံးပိုင်မှာ၃တုံညာကိုဖြစ်ပါတယ်။ဒီမှာဘောနော်ဒီမှာကိုလုံးပိုင်မှာ၃တုံညာကိုဆက်ပြီးတော့ကျွန်တော်ဒီ၃လုံးပိုင်ရတာကိုထပ်ပြီးလေ့လာကြည့်အောင်ဘောနော်။ ပြည်ခဲ့တဲ့မှာကျွန်တော်ကတင်လုံးပိုင်အားတာတဲ့အတွက်ကြောင့်မို့တင်လုံးပိုင်20နှမျိုးကိုပြပစ်လိုက်တဲ့အချိန်မှာ20နှမျိုးစလုံးကပြည့်တယ်ပေါ့နော်တုံးတုံးလီကို9နဲ့10ပေါင်း30ဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီမှာအဲ6 9ပေါင်း58 8နဲ့10ပေါင်း66 69ပေါင်း73ရတယ်ပေါ့နော်တုံးလုံးပိုင်ဖြစ်ပါတယ်ကျွန်တော်ပြည့်ခဲ့တဲ့ဘက်မှာ တင်းလုံးပိုင်တွင်နည်းမျိုးရှိတဲ့အတွက်ကြောင့်မို့တင်းလုံးပိုင်ကိုပဲပြပေးလိုက်တာဆိုရင်ပြဲသွားတယ်ပေါ့နော်ဒီတုံးလုံးပိုင်ကတော့ okay သွားတာဖြစ်ပါတယ်တုံးလုံးပိုင်မှာ၃၅နည်းပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီဆက်တဲ့ချိန်အတွက်ဆက်ပြီးတော့ဒေတာကြည့်အောင်ပါနော်9နဲ့9ပေါင်း30 3နဲ့ချိန်ပေါင်း6 4နဲ့ချိန်8 9နဲ့ပေါင်းတာ10 6 9နဲ့20နဲ့10ဖြစ်ပါတယ်ပြီးရင်3တစ်ချိန် လဲကတော့3ချိန်အဒီမှာ2ချိန်ဆိုတော့4ချိန်လေးလေးညီ16ဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ခုနဲ့3ပေါင်းချင်း30ဖြစ်ပါတယ်။6နှစ်ချိန်ပေါင်းချင်း72ကိုရှင်းနေပေါင်းတော့20ဖြစ်တဲ့အတွက်ကြောင့်မို့တုံများအလုံးပိုင်ဖြစ်မယ်ပေါ့နော်။ဒါဒီကျွန်တော်သွင်းနေရဖြစ်ပါတယ်။သွင်းနေနံပါတ် AD 7ချိန်အတွက်သွင်းနေရတုံများအလုံးပိုင်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay ဆက်ပြီးတော့ကျွန်တော်သွင်းနေနံပါတ် B ကို လေ့လာကြည့်အောင်ပေါ့နော်။ ခွဲတာကတော့လုံးပိုင်20နံပါတ်ပီဖြစ်ပါတယ်ဆက်ပြီးတော့ကျွန်တော်တို့တို့လေ့လာကြည့်မယ်ပေါ့နော်ဒီ3နှစ်ချိန်ပေါင်း6 6ကိုဒီနှစ်နဲ့ပေါင်းတာဒီ10ဖြစ်ပါတယ်10က3ချိန်ဆိုတဲ့အတွက်24နေပဲရည်မယ်ပေါ့နော်10နှစ်ချိန်16 6နဲ့ပေါင်းတာ10နှစ်နှစ်နှစ်နဲ့6ပေါင်းရှင်းရှင်းနှစ်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 ပေါင်းရှင်းလေလေ6နဲ့4ပေါင်း30တုံးတလုံးရမယ်ပေါ့နော်โอเคဒါဆိုရင်ဒီနှစ်နဲ့10ပေါင်းရှင်း30ဖြစ်ပါတယ် ရှေ့ရှေ့ကရှင်းနဲ့လေးပေါင်းရှင်းကဆက်နေရမယ်ပေါ့နော်ဒီလေးသုံးပေါင်းရှင်းကခုနှစ်ဆိုတဲ့အတွက်နင်းနဲ့ခုပေါင်းရှင်းကိုကိုလုံးပိရာမှာဖြစ်ပါတယ်အဲ့မှာ3 3ည6ဆိုတဲ့အတွက်ကိုလုံးပိအပိဖြစ်ပါတယ်ခင်ဗျာကိုလုံးပိမှာ3 3ည6ဆိုပြီးတော့ဒီမှာကိုလုံးပိဖြစ်ပါတယ်ပေါ့နော်ဆက်ပြီးတော့ဒီ9လုံးပိရာလေးမြည့်အဆက်ကိုဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်6 6နဲ့2ပေါင်းရှင်းရှိဖြစ်ပါတယ် ြီးရင်နေ့နေ့နဲ့ကိုပေါ်မှာကစတိဖြစ်ပါတယ်။လေလေးတပေါင်းရှင်တီကနောက်ထပ်96ကို96က20ပေါ့နော်။ပြီးရင်နေ့နေ့နဲ့6ပေါင်း8ကို3နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ဒီချင်းနဲ့တပေါင်းကို9နဲ့6ပေါင်း79 9နဲ့3ပေါင်း20 25ပေါ့နော်။၅လုံးပဲရမှာဖြစ်ပါတယ်။၃၅နှစ်ဆိုတဲ့အတွက်ဒီ၅လုံးပိုင်းအလဲထိုင်ဖြစ်ပါတယ်ခင်ဗျာ နှားလုံးပိုင်းမှာ3-5နင်ပေါ့နော်ဒီမှာရေးပြထားတယ်။ဒါပြီးတော့ဒီ20နင်ပတ်ပြီးဆက်တဲ့ချိန်အတွက်လေ့လာကြည့်အောင်ပေါ့နော်။ဒီ9လေးလီ20 3နင်ချိန်ပေါင်းရှင်း6ဖြစ်ပါတယ်။ပြီးရင်ဒီ3နင်ချိန်6ကို9နင်ပေါင်းတာ15နင်နင်နဲ့ဒီ4နင်ပေါင်းရှင်းက6 3ခု3နင်ချိန်ပေါင်းရှင်း6 4နင်ချိန်8 3နင်ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်။ Okay တူတူပေါင်းကြည့်မယ်ပေါ့နော်။ ဒီ6နာကြိမ်ပေါင်းရှင်စနစ်ကိုရှင်းနေပေါင်းရင်နဲ့ဆက်6နာငါးပေါင်းရှင်ဒီစက်တီတေကို3ပေါင်းတော့4ဆိုတဲ့အတွက်20အရာ4လုံးပိုင်ဖြစ်ပါတယ်ခင်ဗျာ20နံပါတ်ပီဒီ4လုံးပိုင်ဖြစ်တယ်ဘောနော်ဒါဆိုရင်3ည4ဖြစ်ရပြီဘောနော်ဆက်ပြီးတော့20နံပါတ်စီကိုလေ့လာကြအောင်ဘောနော်ဒီ twenty ကဒီနေ့၃နှစ်ချောင်းဒီနေ့နဲ့၆ပေါင်းတာကရှိပါတော့ရှစ်က၃ချိန်ဖြစ်တဲ့အတွက်၂၀နဲ့၄ ပြီးရင်၈ကတစ်ကြိမ်၊၁နှစ်ကြိမ်ကနေ၊၆ကတစ်ကြိမ်ပေါ့နော်။နေ့က၄ကြိမ်ဆိုတဲ့ချေ၃နှစ်ထပ်ပေါင်းမှာဖြစ်ပါတယ်။၈နှစ်ကြိမ်ပေါင်းရှင်း၆ကို၄နှစ်ပေါင်းရင်20ပေါ့နော်။ဒီမှာနေ့၄ရှိဖြစ်ပါတယ်။ရှင်းနဲ့၃နှစ်ထပ်ပေါင်းထားတာပေါ့နော်။76 4နဲ့ပေါင်းရင်20နေနဲ့10ပေါင်းတာ10 6နဲ့3ပေါင်းရှင်9ဆိုရအတွက်အဲ့မှာ9လုံးပဲပေါ့နော်3တုံများ9ဆိုရတဲ့9အပိတ်ဖြစ်ပါတယ် ၉လုံးပိုင်မှာ၃တုံမြ၉ပေါ့နော်ဒီမှာ၉လုံးပိုင်20 ABC ၃မျိုးပေါ့နော်နောက်တစ်ခုနှစ်ပြီးရင်၉၈နှစ်ကြိမ်ဒီ၁၆တိတကြိမ်နှစ်နှစ်ကြိမ်လေ၃တကြိမ်တိက၄ကြိမ်ဆိုတော့လေကို၃နဲ့ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်โอเค9 30 64ပေါင်းရှင်း30ဖြစ်ပါတယ်ဗောနောပြီးရင်3နှစ်ကြိမ်6ကို4နှစ်ပေါင်းရင် 30နေ့တလုံးခြံတဲ့အတွက်နေ့လုံးပိန်မှာ3-5နေ့ဖြစ်ပါတယ်နေ့ကအပိန်ဖြစ်ပါတယ်ခင်ဗျာနေ့လုံးပိန်မှာ3-5နေ့ဒီမှာရည်ပြထားတယ်ပေါ့နော်ဒါဆိုရင်17ကြိမ်အတွက်ဆက်ပြီးလေ့လာကြည့်အောင်ပေါ့နော်ဒီ9နှစ်ကြိမ်30 9ကြိမ်78နေ့တစ်ကြိမ်နေ့နှစ်ကြိမ်က4 3တစ်ကြိမ်ပေါ့နော်နေ့နှစ်ကြိမ်7နှစ်ကြိမ်နေ့လေးက9ကြိမ်ဖြစ်သွားမယ်ပေါ့နော်၄၅၄၂၀ ပြင်သုံးနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာရှင်းတဲ့နေပေါင်းရှင်း30ဖြစ်ပါတယ်၄3ပေါင်းရှင်းခွန်ခွန်ကိုကျွန်တော်တို့ဒီနေနေပေါင်းရှင်းကို၉3ပေါင်းရှင်းဒီဆက်နေရတဲ့အတွက်ကြောင့်မို့နေလုံးပိုင်းပဲဆက်ပြီးရမှာဖြစ်ပါတယ်โอเคကျွန်တော်ဒီဆက်တဲ့ချိန်မှာ20နံပါတ်စီကနေလုံးပိုင်းဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်ဒီမှာ ၃ည၄နှစ်ဆိုပြီးတော့ရလာပြီဖြစ်ပါလေဗောနော်ဒီလုံးပိုင်၃ည၃မျိုးအရာဗောနော်ကျွန်တော်ကနန်းကတော့မတူတဲ့အတွက်ကြောင့်မို့၃ည၄နှစ်ဆိုပြီးရလာဖြစ်ပါတယ်ဒီ၃ည၄နှစ်ဒီကျွန်တော်ထဲလေပိတ်ကနန်း၃လုံးပေါင်းရှင်းက၆ပရိဖြစ်ပါလေဗောနော်โอเคဒီ၆ပရိကတော့ကျွန်တော်ဒီမှာပရိပေတွေညီမှာကြတော့နိ၄၅၆ပရိ ချီတယ်ပေါ့နော်နေပရိအားကောင်းတယ်လို့အားနေတွင်ဒီထဲမှာလည်းပါနေတဲ့အတွက်ကျွန်တော်ဒီရှောင်းပရိတုံညာလေးနေကိုလည်းအားထားတင်နေပါတော့။ Okay ဒါတွင်ဒီအရာပြန်လည်မြောက်ပြီးရှင်းတာဖြစ်ပါလေခင်ဗျာ။ဗီဒီယိုကိုလည်းကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။